နေဆက်တလျှောက်မှာအာရခတက်တော်ရဲ့ချိန်ချမှုကြီးထွားလာတယ်လို့တက်ပြက်ပြီးနောက်ကြံနေသေးတဲ့နောက်စစ်ကြောင်းကိုအင်အားထက်မှန်ဖြည့်တင်ကတာလွန်အင်အားတွေနဲ့လေကြောင်းရေကြောင်းမြေပြင်လက်နက်ကြီးပစ်ကူတွေယူပြီးအေးအေးထိန်းချုပ်ထားတဲ့တိုင်းချောင်းရွာကိုထက်မှန်ထိုးစစ်ဆင်လာတာပါအ အဲ့ဒီလိုထိုးစစ်ဆင်လာရကနေတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေရလို့မြေပြင်ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကဇိုင်ချောင်းအကျော်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်ကြောင်းတက်ပြက်ရလာအောင်အထိနာခဲ့ပြီးနောက်ထပ်တပ်ဖန်ပြန်လဲစုဖွဲ့ကထိုးစစ်ဆင်ခဲ့တာလို့သိရပါရယ် အခုတိုင်းချောင်းကိုတိုက်ရမှာစစ်တပ်ကအင်အား300လောက်ပါဝင်ပြီးအင်အားဖြန့်ခွဲကနေရာနှစ်ခုကနေထိုးစစ်ဆင်နေတာလို့ဒေသတွင်စစ်ရေးအခြေအနေများကိုစောင့်ကြည့်နေသူတယောက်ကပြောပါရရှင်။ မွေးကင်းစားကနေ၃နှစ်အတွင်းကလေးတွေအတွက်ကာကွယ်ဆေးတွေကိုအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့အာရခပြည်သူ့ကျန်းမာရေးဌာနကကွင်းဆင်းပြီးတော့ထိုးပေးနေရပါလက်ရှိမှာအေအေထိန်းချုပ်ထားတဲ့မြို့နယ်အချို့မှာစတင်ထိုးပေးနေပြီးနောက်ထပ်မြို့နယ်တွေမှာလည်းဆက်လက်ထိုးပေးသွားမယ်လို့အေအေနဲ့နီးစပ်သူတယောက်ကနရီစရာကိုအတည်ပြုပြောပါရတယ်။ အခုထိုးပေးရမှာပိုလီယိုရောဂါကာကွယ်ဆေးမိခိုင်ကာကွယ်ဆေးနဲ့ကလေးတွေအတွက်လအလိုက်နှစ်အလိုက်ထိုးပေးရမယ့်ကာကွယ်ဆေးတွေကိုထိုးပေးနေတာလို့လည်းသိရပါတယ်။အေးအေးထိန်းချုပ်ထားတဲ့မောင်တော်မျိုးနယ်ကမွေးကင်းစကလေးတွေကိုလည်းပြီးခဲ့တဲ့မိုးရာတွေအတွင်းအေးအေးကကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့တယ်လို့သိရပါတယ်။ စစ်ကော်မရှင်ကရခိုင်ပြည်အတွင်ပြည်မဘက်နဲ့ဆက်တွယ်တဲ့ကုံလန်ရေလန်းတို့ကိုပိတ်ဆို့ထားတဲ့အတွက်ကာကွယ်ဆေးတည်ယူရရှိရေးမှာအခက်အခဲရှိနေတဲ့အတွက်အခုလိုမြို့နယ်အားလုံးကိုလွှမ်းခြုံထိုးပေးနိုင်တာမရှိခဲ့ပဲကြန့်ကြာနေကြတာလို့သိရပါတယ်လက်ရှိမှာအေအေထိန်ချုပ်ထားတဲ့မြို့နယ်အားလုံးကမွေးကင်းစားကနေ၃နှစ်အထိကလေးတွေကာကွယ်ဆေးထိုးခွင့်ရတော့မှာဖြစ်လို့အတိုင်းမသိဝမ်းတပျော်ရွှင်မိတယ်လို့လဲကာကွယ်ဆေးမထိုးရသေးတဲ့ကလေးမိခင်တယောက်ဖြစ်သူဒေါ်ရီရီကပြောပါရယ် ရခိုင်မှာမြို့ရင်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကနေစပြီးရခိုင်ကမြို့နယ်အလုံးနီးပါးမှာမွေးကင်းစကလေးတွေကိုကာကွယ်ဆေးထိုးပေးနိုင်တာမရှိခဲ့ပါဘူး။အဲ့ဒီလိုကာကွယ်ဆေးမထိုးခဲ့ရလို့ကလေးတချို့ကျမကြီးချိုးတဲမှုတွေရှိခဲ့တယ်လို့လဲကလေးမိခင်တွေကနိုရီဇရာကိုပြောဆိုထားပါရဲ့ရှင်။ ဒီသတင်းကိုလွန်ခဲ့တဲ့အောက်တိုဘာ30ရက်နေ့ကမိုင်းတန်ရာကြောင့်တိတ်ဆုံးသွားခဲ့ရတဲ့ကော့ဘဇာအခြေဆိုင်အမှတ်3 BGB နေကြားဆောင်တပ်ရင်ကတပ်သား35နဲ့တိတ်ဆုံးရတဲ့အပေါ်အခြေခံပြီးရေးသားထားတဲ့သတင်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တခြားအရခတ်တပ်တော်ကထောင်ထားတယ်လို့ဆွတ်ဆွဲထားတဲ့မြေမြုပ်မိုင်းပောက်ကွဲမှုကြောင့်ဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ်သားတယောက်ဒဏ်ရာရရှိပြီးနောက်တိတ်ဆုံးခဲ့ရတာဟာဘင်္ဂလားဒေ့ရှ်လုံခြုံရေးဝန်ထမ်းတွေနဲ့အရက်သားတွေကိုအန်တရာယ်ဖြစ်စေတဲ့ဖြစ်ရွက်များစွာတွေကနောက်ဆုံးဖြစ်ရဖြစ်တယ်လို့သတင်းကဆိုပါတယ်။ အဆိုပါနယ်ကြားဆောင်တက်တာဟာအော်တိုဘာလ12ရက်နေ့ကမြန်မာနိုင်ငံနဲ့ကဲ့ရဲ့တည်ရှိတဲ့ဘင်ဒရိုဘင်ခရိုင်နှက်ချောင်းစရီနယ်ဇက်တိလျှောက်ကင်းလဲ့နေခဲ့တာပါအဲ့ဒါလိုကင်းလဲ့နေစဉ်နယ်ဇက်တုံညမြင်းအနီးမှာမိုင်းပောက်ကွဲခဲ့ပြီးသူ့ရဲ့ညာဘက်ခြေထောက်တစ်ဖက်လွင့်ထွက်သွားခဲ့ရပါတယ်သူကိုရာမူးတက်ရင်စေယုံကိုဥစွာကူတာဖို့ယူဆောင်ခဲ့ပြီးနောက်ပိုင်းမှာတက္ကရှိပေါင်းဆက်စစ်ဘက်စေယုံကိုလေချောင်းကနေရဟတ်ရင်နဲ့ပို့ဆောင်ခဲ့ပေမဲ့တိတ်ဆုံးသွားခဲ့ပါတယ်။ မြန်မာစစ်တပ်ကိုလူမှုကင်ရက်ပေါ်ကနေဝေဖန်ရေးသားမှုတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုထောက်ခံမှုတွေကြောင့်ဖမ်းဆီးခံရသူပေါင်း1993ရောက်အထိရှိခဲ့ပြီလို့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ကမနေ့ကနိုဝင်ဘာ3ရက်မှာထုတ်ပြန်ပါတယ်။ဒီစာရင်းဟာပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလကနေအခုနှစ်အောက်တိုဘာလကုန်ထိဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာရန်ကုန်၊မန္တလေး၊ပဲခူး အရာဝတီမကွေးနဲ့ရှမ်းပြည်နယ်တို့ကအများဆုံးဖြစ်ပြီးစုစုပေါင်း1583ရောက်အထိရှိခဲ့တယ်လို့ဆိုပါရယ်။ အပြင်စစ်အုပ်စုကရွေးကောက်ပွဲအကအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအွန်လိုင်းပြောဆိုဝေဖန်မှုတွေကြောင့်အဖမ်းခံရသူ25ရာအနက်10ရောက်ကပြီးခဲ့တဲ့ အော်တိုဘာလအတွင်းကဖမ်းဆီးခံရတာဖြစ်ပါတယ်။အော်တိုဘာလ29ရက်နေ့အထိရွေးကောက်ပွဲအကအကွယ်ပေးရေးဥပဒေအရအရေးယူခဲ့တဲ့အမှု40မှာအရေးယူခံရသူ88ရောက်ရှိတယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်ရှင်။ အာဖဂန်နစ္စတန်မြောက်ပိုင်းမှာမနေ့ကနိုဝင်ဘာ3ရက်ညလှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်းငလင်ကြောင့်လူ6ယောက်သေဆုံးပြီးလူအများအပြားဒဏ်ရာရရှိခဲ့တယ်လို့အဆောက်အအုံအများအပြားလည်းပျက်စီးခဲ့ရပါတယ်။ဒီငလင်ရဲ့ပြင်အားက Richter scale 6.3ရှိပြီး Mazar Isha Rift မြို့အနီးကမြေအောက်28ကီလိုမီတာကိုပဟိုပြုပြီးညအချိန်မှာလှုပ်ခတ်ခဲ့တယ်လို့ American ဘူမိဗေဒတိုင်းတာရေးဌာနကပြောကြားခဲ့ပါတယ်။ ပါကပီနယ်မှာလူ၄ယောက်သေဆုံးပြီးဒဏ်ရာရရှိသူ120ရှိတယ်လို့စမကန်ပီနယ်မှာတော့လူ9ယောက်သေဆုံးပြီး143ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။ဒဏ်ရာရသူအများစုဟာကုသမှုခံယူပြီးနောက်အိမ်ပြန်သွားကြပါပြီလို့ကြေညာချက်သက်ဆောင်မှာဖော်ပြထားပါတယ်။ ငလျင်ကြောင်းအာဖဂန်နစ္စတန်ရဲ့အကြီးဆုံးမြောက်ပိုင်းမြို့တွေထဲကတစ်ခုဖြစ်တဲ့မာဇာအီရှာရစ်ကအဒေသခံတွေဟာသူတို့ရဲ့အိမ်တွေပြူကျမှုကိုစိုးရိမ်နေတဲ့အတွက်လမ်းမတွေအပေါ်ပြေးလွှာသွားခဲ့ကြတယ်လို့ဆိုပါတယ်။တာလီဘန်အစိုးရဟာ2021ခုနှစ်အတွင်းအာဖဂန်နစ္စတန်ကိုတိုက်ပိုက်ပြီးတဲ့ကကြီးမားတဲ့ငလျင်ကြီးသုံးချိန်ကိုဆိုင်ခဲ့ရလို့ဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့အကူအညီပေးရေးအေဂျင်စီတွေကတော့အာဖဂန်နိုင်ငံမှာလူတွေအကြား